ဒီနေ့ခေတ်မှာမေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတို့နဲ့တို့မေတ္တာပို့ရာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါဒီမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းညသို့သော ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပြေးနေကြပြန်တယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှသလပလုံးဘသူကဘလောက်ပဲမေတ္တာပို့ပို့ရှင်တွေကအမုန်းတရားဟာကုသလုံးကျွမ်းနိုင်တဲ့ဆိုင်တတိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုန်းတရားအညူအတိအာဃာတပြားကိုဖယ်ရှားပြစ်ဖို့ရမေတ္တာပွားတဲ့ဤကိုအသုံးချရမှာဖြစ်တယ်မိမိနေနဲ့မုန်းတဲ့ပုဂ္ဂိုလ်ကိုနဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲရဲနေပေါ့ အဲ့လိုခဲရင်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲခဲခဲကြိုးစားရမယ်လို့သူဆိုလို့ပေါ့ခက်ခဲပေမဲ့လို့လို့ရင်အောင်မြင်တာပဲအလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ဘဝအောင်လိုင်းကြီးတော့လေအောင်ဆိုတာလို့ဒီနေ့မဟုတ်ဒီနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ မေတ္တာတရားကိုကြိုးစားပြီးတော့ဘယ်လိုပွားရမလဲကိုယ်နဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာမကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ့်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာဟိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ့်ဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ့်ဖို့ကပိုအရေးကြီးတယ်ပေါ့ ကိုယ်ရင်ထဲမှာဖြစ်လာမဲ့ဒေါသမဖြစ်ရအောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ်။တိခဏ်ခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်။ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအပြင်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာဒေါသအမုန်းကင်းစင်တဲ့စိတ်တွေသဘောထားဒေါသမရှိတဲ့စိတ်တွေသဘောထား န္တီဆိုတာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောတာပဲအတူတူပဲဒီနှခုဟာတရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအရောသကောက်တယ်ခန္တီအရာကျတော့အဒေါသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်က ေါသနဲ့မတုံ့ပြန်မှုတိခံမှုဆိုတာအချိန်ချင်းထပ်ထပ်ဟောခဲ့တာဖြစ်တယ်။တပိပိကုသလဓမ္မာခန္တရာယတဝဝတ္တရေလောကလူတွေကုသိုလ်ရတယ်ဆိုတာတိခံမှုမရှိရင်ကုသိုလ်မရနိုင်ဘူး။ခန္တီပရမန်တပောတိတေခာတိခံခြင်းဆိုတဲ့ခန္တီတရားဟာ ကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားအချိန်ပေါင်းဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒိနသံသာဒိဋ္ဌာ၄၅ဝါကာလပတ်လုံးတည့်ရမှာမပြည့်ဟောတဲ့ อปมาดีนาตัมบาดีทา